မင်္ဂလာပါခင်ဗျာဒီနေ့တော့လေတတလွန်နေဩဝါရစာဒုတိယဆောင်အခန်းကြီး7ထဲကအကြောင်းအရာတွေကိုအတူတူနည်းနည်းနည်းကြည့်ကြအောင်လားဟုတ်ကဲ့မင်္ဂလာပါဒီထူးသက်ချက်တီးကတော့ The Wise Believers ကပြင်ဆင်ထားတဲ့အချက်လက်တွေပေါ်အခြေခံထားတာပါအဓိကကတော့လေအမ် နှိမ့်ဆက်ညင်ပါမှုတွေကြားရရောက်နေတဲ့ယုံကြည်သူတွေကိုရှင်ပေါလုကဘလို့အားပေးခဲ့တယ်လဲ။အင်းပြီးတော့ဖျားသခင်ရဲ့တရားများတဲ့စီရင်ရဲ့အကြောင်းဘာတွေပြောထားသလဲဆိုတော့ကိုနားလဲဖို့ပါပဲ။ဒီအကြောင်းအရာတွေကဒီနေ့ခက်ကလည်းတော်တော်လေးဆက်ဆက်မှုရှိနိုင်မယ်ထင်တယ်နော်။ကဲဆက်လိုက်ကြအောင်။ဟုတ်ကဲ့ဒီစာဆောင်ရဲ့နောက်ခံကိုအရင်နည်းနည်းပြောဖို့လိုမယ်ထင်တယ်။ရှင်ပေါလုတိလွာနုနဲ့တိမိုသေတို့ကအဲ့ဒီတက်တာလုံးနေမြောက်ကအသင်းတော်စီရေးခဲ့တာပါလေ။ဟုတ်ကဲ့။အဲ့ဒီအချိန်မှာ သူတို့ကယုံကြည်ခြင်းကြောင့်တော်တော်လေးပြင်းထန်တဲ့ဆန့်ကျင်မှုတွေလူမှုရေးဖိအားတယ်ဆိုတော့နှိမ့်ဆက်ညှိမ့်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်တော်တော်ခက်ခဲတဲ့အချိန်နေနော်อืมအတော်လေးပဲဒီတော့စာရဲဆိုလိုရင်းကတော့ရှင်းပါတယ်လက်ရှိကြုံနေရတဲ့ဆင်းရဲဒုက္ခတွေကြားကနေမရိုက်မလေးပဲအာလာမဲ့ဘုရားသခင်ရဲ့တရားမြတ်တမှုအပေါ်မှာမျောလင်းချင်အောင်ဖြင့်ခွန်အားယူဖို့တိုက်တွန်းအားဖြစ်တာပဲဖြစ်ပါတယ်အစာပိုင်းမှာပဲလေရှင်ပေါလိုတို့ကအသင်းကောက်ကိုနှုတ်ဆက်ရင်းနဲ့ သူတို့ရဲ့ယုံကြည်ခြင်းတိုးပွားများပြားလာလားဟုတ်တယ်ပြီးတော့အချင်းချင်းထားတဲ့ချစ်ချင်းမေတ္တာတိုးပွားလာတာသူဖျားသခင်ကိုအလွန်အမင်းကျေစုတင်တဲ့ချီးမွမ်းတယ်လို့ဖော်ပြထားတာတွေ့ရတယ်ဒါကတာမန်နုတ်ဆက်တာထက်ပိုတယ်လို့ခန်းစားရတယ်မှန်ပါတယ်အထူးသဖြင့်သူတို့ခန်းစားနေရတဲ့နှိမ့်ဆက်ညင်ပန်းမှုတွေဒုက္ခဆင်းရဲတွေကြားထဲမှာတော့စိတ်ရှည်တဲ့တီးခံတဲ့ခန္ဓာရည်ရှိတဲ့ဆိုပြီးတော့လေအခြားအတင်းတော်တွေမှာသူတို့အကြောင်းဂုံယူပြီးပြောတယ်လို့ဆိုထားတာဟုတ်ပါအဲ့ဒါကနင်းနေတော့ 음စဉ်းစားစရာပဲ။ဘာကြောင့်တို့ရဲ့ဒုက္ခဆင်းရဲအခြေအနေကြီးကြားထဲမှာဒီလောက်ပြင်းပြင်းထန်ထန်ချီးမွမ်းစကားနဲ့အစာပြုတ်ခဲ့တာလဲ။အဲ့ဒီအချက်ကတကယ်ကိုအဓိကကျတဲ့ထိုးထွင်းအမြင်တစ်ခုကိုပေးတာပါ။ ဒီချီးမွမ်းခြင်းကလည်းတာမန်နှုတ်ဆက်စကားတတ်တတ်မဟုတ်ဘူးအားပေးနှစ်သိမ့်မှုတတ်တတ်လည်းမဟုတ်ဘူးဟုတ်ကဲ့ရှင်ပေါ်လို့ကသူတို့ရဲ့အဲကြံ့ကြံ့ခံရတည်မှုကိုအတိမတ်ပြုယုံတင်မကဘူးသူတို့ရဲ့ယုံကြည်ခြင်းနဲ့မေတ္တာတူပွားလာရခြင်းအကြောင်းရင်းကတတ်တုံတတ်တတ်ချင်းနေကြောက်မဟုတ်ဘူးอืมသူတို့ကြုံတွေ့နေရတဲ့စံတတ်မှုတွေ အဲနိစညင်မမှုတွေကိုရံကြောင့်ဖြစ်တယ်လို့ဆုံးသက်ပြနေတာ။အော်ဒုက္ခကြောင့်တိုးတက်တယ်ပေါ့။ဟုတ်တယ်။တနည်းအားဖြင့်ပြောရရင်ဒုက္ခဆင်းရဲခြင်းကတို့ရဲ့ဝိညာဉ်ရေးကတိုးတက်မှုကိုမြင့်တင်ပေးတဲ့အရာဖြစ်နေတယ်ဆိုတဲ့သဘောပဲ။ ဒါလူတွေရေပြီးရရှုမြင်ပုံနဲ့စန့်ကျင်ပတ်နော်ဟုတ်တယ်ဟုတ်တယ်ဒုက္ခကဖြစ်စည်းမဲ့အစာသူတို့ကိုပိုးခိုင်းမစေတယ်ပိုးပြီးမေ့ကြကြီးမစေတယ်ဆိုတော့ဒါဆိုအခြားသူတွေအတွက်စံနမူနာဖြစ်လာတယ်ပေါ့အဲ့ဒါကိုရှင်ဘောလို့ကဂွန်ယူပြီးပြောနေတာဒီတော့ဒုက္ခဆင်းရဲခြင်းနဲ့ဝိညာဉ်ရေးရရင်ကျက်မှုကြားကဒီဆက်နွယ်မှုကိုဖော်ထုတ်ပြတာကတကယ့်ကိုအားရှိစေရပေါ့ဒုက္ခဆင်းရဲခြင်းကိုယ်တိုင်ကတွတ်တက်မှုရဲ့အကြောင်းရင်းဖြစ်တယ်ဆိုတဲ့အမြင်ကတကယ့်ကိုစဉ်းစားစရာပဲဟုတ်တယ်လူများစုကတော့ဒုက္ခကိုရှောင်ကျင်ကြတာကိုအင်းပေါ့ ဒီအချက်ပေါ်မှာစပစ်ကြည့်အောင်အခန်းရဲ့အဓိကအယူအဆတစ်ခုကသူတို့ခံစားနေရတဲ့ဒုက္ခဆင်းရဲခြင်းကဖျားတခင်ရဲ့ဖြောင်းမတ်တော်တရားစီရင်ခြင်းရဲ့တတ်တည်ဖြစ်တယ်ဆိုတဲ့အချက်ပဲဟုတ်ကဲ့သူတို့ခံစားရတဲ့ဒုက္ခတွေကသူတို့ကိုဖျားတခင်ရဲ့နိုင်ငံတော်အတွက်ထိုက်တန်သူတွေဖြစ်လာစေဖို့ပြင်ရှင်ပေးတယ်လို့ဆိုထားတယ်အဲ့ဒီဖျားတခင်ရဲ့နိုင်ငံတော်ဆိုတာကိုနည်းနည်းလေးရှင်းပြပေးပါလားပြီးတော့ဒီချက်ကဘလို့လို့ဖြောင်းမတ်တော်တရားစီရင်ခြင်းရဲ့တတ်တည်ဖြစ်နေရတာလဲကောင်းနေမေးခွန်းပါပဲ ဖျားထင်ရဲ့နိုင်ငံတော်ဆိုတာကလေဖျားသခင်ရဲ့အုပ်စိုးမှုတရားမျှတမှုနဲ့ငေတက်ချင်းတို့အပြည့်အဝတည်ရှိမဲ့အနာဂတ်လက်တွေ့အခြေအနေကိုရည်ညွှန်းတာပါလက်ရှိလောကစနစ်နဲ့တော့ဆန့်ကျင်ဘက်ပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့အခုရှင်ပေါ်လူပြောနေတာကယုံကြည်သူတွေဟာအဲ့ဒီနိုင်ငံတော်ထဲဝင်စားမှုပြင်ဆင်ခံနေရတာသူတို့ရဲ့လက်ရှိဒုက္ခဆင်းရဲတွေကိုကြံကြံခံနိုင်ခြင်းကသူတို့ဟာအဲ့ဒီနိုင်ငံတော်နဲ့ထိုက်တန်တူတွေဖြစ်ကြောင်းပြနေတယ်ဆိုလိုတာอืม အဲ့ဒါဘလို့လို့ဖြောမဲ့တော့တရားစီရင်ခြင်းရဲ့တတ်တွေဖြစ်တယ်လဲဆိုတော့ဒီလိုပါဖျားသခင်ကတရားမြတ်တာတဲ့အတွက်လက်ရှိမှာမတရားနှက်ဆက်ခံနေရသူတွေကိုအဆုံးအမဆုချီးမြင့်မယ်နှက်ဆက်သူတွေကိုတော့အဖြစ်ပေးလိမ့်မယ်ဟုတ်ပြီဒါကြောင့်လက်ရှိယုံကြည်သူတွေဆင်းရဲဒုက္ခဟာအနာဂတ်မှာဖြစ်လာမယ့်ဖျားသခင်ရဲ့တရားမြတ်တာတဲ့အဖြစ်ရှောင်မှုချိန်ကြီးမှုရဲ့ရှေးပြင်းနိမ့်တက်တဲ့တစ်ခုဖြစ်နေတယ်လို့ရှင်ပေါ်လူကဆိုလိုတာပါသူတို့ရဲ့ဒုက္ခကအလဟဆာမဟုတ်ဘူးအနာဂတ်တရားစီရင်ခြင်းနဲ့ချိတ်ဆက်နေတယ်ပေါ့အော် လက်ရှိဒုက္ခကအနာဂတ်တရားမျှတမှုရဲ့အကျိုးသက်သေလို့ခြင်နေတာပေါ့ဒါဆိုရင်ဒီနေရာမှာရှင်ပေါလုကသခင်ယေရှုမီးလျံနေနဲ့ကြွလာတဲ့အခါဖြစ်လာမဲ့ဆန့်ကျင်ဘက်အခြေအနေနှစ်ခုကိုရှင်းရှင်းလင်းလင်းကြီးဖော်ပြထားတယ်ဟုတ်တယ်ရှင်းပါတယ်တစ်ဖက်မှာဆိုရင်ဖျားသခင်ကိုမတိသူတွေအေဗန်ဂျေလိတရားသခင်ယေရှုရဲ့ကယ်တင်ရှင်သတင်းကောင်းပေါ်လေအဲ့ဒါကိုနားခံမှုမရှိသူတွေအထက်သာဝရပျက်စီးခြင်းဆိုရယ်ပြစ်ဒဏ်ရှိမယ်အင်းနောက်တစ်ဖက်မှာကျတော့ ဒီဒုက္ခတွေကိုခံရခဲ့တဲ့ယုံကြည်သူတွေအထွတ်သက်တာရရခြင်းဖွန်အားနှုတ်ပေါ်နဲ့ချိမြောက်ခြင်းရှိမယ်လို့ပြောတယ်။ဒီအနာဂတ်တရားစီရင်ခြင်းအကြောင်းကနှိစက်ခံနေရတဲ့သူတွေအထွတ်ဘလို့မျိုးနှိသိမ့်မှုအတိအကျပေးနိုင်တာလဲ။တည့်ရနဲ့ဒုက္ခခံနေရတာကလည်းတော်တော်ခက်ထက်နိုင်နေမို့လား။အတိအကျပါပဲ။ဒီဖြုံးမတော်တရားစီရင်ခြင်းဆိုတဲ့အယူအဆကနှိစက်ခံနေရသူတွေအတွက်တကယ်ကိုအစွမ်းထက်တဲ့နှိသိမ့်မှုဖြစ်စေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အချက်၃ချက်လောက်အတိအကျတွေ့နိုင်နေပေါ့။ဟုတ်ကဲ့။ ထမတစ်ချက်တာသူတို့လက်ရှိခံစားနေရတဲ့ဆင်းရဲဒုက္ခကအစုံမဲ့မဟုတ်ဘူးယာယီပဲဆိုတာကိုသိမြင်စေတယ်အဆုံးသက်မှာတရားမျှတမှုရှိမယ်ဆိုတဲ့မျှော်လင့်ချက်ကလက်ရှိအခြေအနေကိုကြော်ဖို့ခွန်အားပေးတာပေါ့อืมဟုတ်တယ်ဒုတိယချက်ကသူတို့ရဲ့ဒုက္ခဟာအဓိပ္ပာယ်မဟုတ်ဘူးဆိုတာနားလည်စေတယ် ဖျားသခင်ကသူတို့ကိုမြေထားတာဆွန့်ဖြစ်ထားတာမဟုတ်ဘူးသူတို့ရဲ့ခန္ဓာရည်ကဖျားသခင်ရဲ့အစီအစဉ်ထဲမှာအရေးပါတဲ့အစိတ်ပိုင်းဆက်ရတစ်ခုနိုင်ငံတော်အတွက်ပြင်ဆင်မှုဖြစ်တယ်အဲ့ဒါကသူတို့ရဲ့ဝေဒနာကိုတန်မိုးရှိစေတာပေါ့ဟုတ်ကဲ့တတိယချက်ကမတရားမှုကျွလွနေသူတွေဟာလည်းအဆုံးမှာတာဝန်ခံရလိမ့်မယ်ဆိုတဲ့အသည့်ကလက်စားချင်လို့စိတ်မကြင်နတ်မှုတွေကိုရော့ပါစေပြီးဖျားသခင်ရဲ့တရားစီရင်ခြင်းကိုယုံကြည်စွာစောင့်မျှော်နိုင်စေတယ်။ဒါဟာ ကျုံတလာပြပြရမျိုးမဟုတ်ဘူးလေ။အရာအားလုံးကိုမှန်ကန်စွာချိန်ညှင်းမဲ့ဖျားတခင်ရဲ့တရားမျှတမှုပါ။အနာဂတ်မျှော်လင့်ချက်ကလက်ရှိခဏရင်တို့ကတကယ်အင်အားဖြစ်စေတာပဲ။ဒီလိုရှုမြင်ပုံကဒုက္ခဆင်းရဲကိုတုံ့ပြန်ပုံကိုဘယ်လိုတရားမှုရှိနိုင်မလဲဆိုတာခေါင်းကမေးခဲ့တယ်။ဒီအချက်ကိုနည်းနည်းလောက်ထည့်ချကြည့်လို့ရမလား။ရတာပေါ့။ ဒုက္ခဆင်းရဲခြင်းကိုဒီလိုရှုမြင်ပုံကတုံ့ပြန်ပုံကိုတိတိတတကိုပြောင်းလဲစေနိုင်ပါတယ်။တမန်အဖြစ်ဆိုရင်ဒုက္ခကိုအတိတ်ပဲမဲ့တဲ့ဝေဒနာရှောင်ရှားရမယ့်အဆုံးမြင်ရာလို့မြင်ရင်လူတွေကစိတ်ပြတ်ထောထဲတာဒေါသထွက်တာဒါမှမဟုတ်ဘုရားသခင်ကိုစွန့်ခွာတာဖြစ်သွားနိုင်တယ်။ဟုတ်တာပေါ့ဖြစ်နိုင်တာပေါ့ ဒါပေမဲ့ရှင်ဘောလူတံပြရတဲ့ရှုထောင့်အရာလေဒုက္ခဟာနာဂတ်ဖုံးအတရေအတွက်ပြင်ဆင်မှုနိုင်ငံတော်အတွက်ထိုက်တန်ကြောင်းတက်တည်ပြမှုယုံကြည်ခြင်းကိုတက်ဆွန်ပေးတဲ့ဖြစ်စဉ်လို့မြင်လာတဲ့အခါအဲတုံးပြံပုံကပြောင်းသွားပြီစိတ်ရှည်တီခံဖို့ endurance ပေါ့လေသစ္စာရှိမြရှိနေဖို့ဒုက္ခကြတဲ့ကနေတောင်းကောင်းမှုပြုဖို့ကြိုးစားလာနိုင်တယ်อืมဒါဖျားသခင်ရဲ့ပုံကြီးမားရဲ့ရည်ရဲချက်ကိုယုံကြည်ကိုးစားခြင်းနဲ့လာတဲ့တုံ့ပြန်မှုမျိုးပေါ့ဆော့ ရှုမြင်ပုံပြောင်းလဲခြင်းဟာခန္ဓာရည်ရှိခြင်းရဲ့တော့ချက်ဖြစ်နေတာကိုတွေ့ရမှာပါရှုမြင်ပုံပြောင်းတာနဲ့ခန္ဓာရည်ရှိတာဆက်ဆက်နေတာကိုကောင်းပြီအဲ့ဒီတော့ရှေ့ဆက်ပြီးရှင်ပေါလုရဲ့ဆူတောင်းချက်ကိုကြည့်အောင်သူကတတလောနဲ့ယုံကြည်သူတွေအတွက်ဆူတောင်းမယ်လေဟုတ်ကဲ့သူဘာအတွက်ဆူတောင်းပေးခဲ့လဲဆိုတော့ဖျားတခင်ကသူတို့ကိုခေါ်တော်မူခြင်းနဲ့ထိုက်တန်သူများဖြစ်စေဖို့อืมသူတို့ရဲ့ကောင်းမြတ်တဲ့ရည်ရချက်အားလုံးနဲ့ ယုံကြည်ခြင်းနဲ့ဆိုင်တဲ့လှုပ်ဆောင်မှုတွေကိုကိုရော့တန်ကိုရော့အာဖြစ်ပြည့်စုံစေဖို့ဆူတောင်းပေးခဲ့တယ်။ဒီနေရာမှာကိုရော့တန်ကိုရော့အာဖြစ်ဆိုတာကို တော်တော်လေးအလေးပေးထားတာသတိထားမိတယ်။ဟုတ်ကဲ့အဲ့ဒါအရေးကြီးရဲ့အဆုံးစွန်ကြီးမှန်ချက်ကတော့သခင်ယေရှုရဲ့နာမတော်ဟာသူတို့ရဲ့အသက်တာထဲမှာဖုံးထင်ရှားဖို့သူတို့လည်းသခင်ယေရှုအားဖြင့်ဖုံးထင်ရှားဖို့ပါပဲတဲ့ဆိုတော့ဒီဆူတောင်းချက်ရဲ့အဓိပ္ပာယ်ကဘာလဲဘာလို့ဒုက္ခတွေရပ်တော့ဖို့မဆူတောင်းတာလဲ ဒီဆူတောင်းထက်ကတကယ်ကိုထူးခြားပြီးအရေးကြီးတယ်။ရှင်ပေါလုကလည်းသူတို့ကြုံတွေ့နေရတဲ့နှိပ်စက်ညင်ပါမှုတွေဒုက္ခဆင်းရဲတွေချက်ချင်းရပ်တန့်သွားဖို့အဓိကထားဆူတောင်းတာမျိုးမဟုတ်ဘူး။ဟုတ်တယ်။အဲ့ဒါစိတ်ဝင်စားကြပါပဲ။ อืมဒါကအပေါ်ယံချင်းအငေါ့ဆရာလို့ထင်နိုင်တယ်ဒါပဲသူရဲ့ဆူတောင်းချက်ကပိုပြီးနှက်နဲတယ်ပိုပြီးလက်တွေကြတယ်သူဆူတောင်းတာကယုံကြည်သူတွေဟာဒီဒုက္ခဆင်းရဲခြင်းအခြေအနေထဲမှာပဲဖျားတခင်ရဲ့တတ်မှုတော်အဖြစ်အတွင်းစိတ်ခွန်အားပြေဝပြီဖျားတခင်ရဲ့ခေါ်တော်မူခြင်းဆိုလိုတာကသူတို့ကိုခရစ်ယာန်ဖြစ်စေတဲ့ရည်ရွယ်ချက်ပေါ့အဲ့ဒါနဲ့ထိုက်တန်စွာအသက်ရှင်နေထိုင်နိုင်မှုဖြစ်တယ်အထဲမှာခွန်အားရှိဖို့ပေါ့ ဟုတ်တယ်။ကောင်းမွန်ဖြစ်ဖို့ယုံကြည်ခြင်းနဲ့ဆိုင်တဲ့အလုပ်တွေကိုဆက်လုပ်နိုင်ဖို့လိုအပ်တဲ့ခွန်အားဟာသူတို့ရဲ့ကိုယ်ပိုင်ကြိုးစားမှုစိတ်တက်ကြံ့ခိုင်မှုကနေလာရမဟုတ်ဘဲဖျားခင်ပေးတနာတဲ့တံပိုးတော်နဲ့လာတယ်ဆိုတာကိုရှင်ပေါ်လူကအလေးနဲ့ပြန်နေတာပါ။ဒါဆိုကိုယ်ခွန်အားကိုအားကိုးတာထက်ဖျားခင်ရဲ့တံပိုးကိုတောင်းခံဖို့လိုတယ်လို့ဆိုလိုတာပေါ့နော်။လက်တွေ့မှာဒါကဘယ်လိုဖြစ်နိုင်မလဲ။လူတွေကအခက်အခဲကြုံရင်ကိုအနီးကိုဟာနဲ့ရင်ဆိုင်ဖို့ပဲအားထုတ်ကြတာများတယ်မဟုတ်လားမှန်ပါတယ် လူတဘာဝရကိုခွန်အားကိုညံပြင်းနေရကိုခန္နိုင်ရကိုအာကိုတက်ကြတာပေါ့ဒါပေမဲ့ရှင်ပေါ်လူကဒီနေရာမှာပုံမြင့်တဲ့အစင်တစ်ခုကိုညွန့်ပြနေတာဖြောင်းမစွာအသက်ရှင်ဖို့စုံစမ်းနောက်ရှောက်မှုတွေကိုကြံ့ကြံ့ခံနိုင်ဖို့ဒုက္ခကြားထဲမှာတော့မတန်တဲ့ကောင်းမှုဖြူနိုင်ဖို့အတွက်လူခွန်အားတက်တက်ကမလုံလောက်ကိုอืมပင်အားသခင်ရဲ့တန်ခိုးတော့ကိုအစင်တစိုက်တောင်းခံဖို့အာကိုဖို့မိခိုးဖို့လိုအကြောင်းသူကတတိပေးနေတာ တဟာကျုံနွံ့မှုနဲ့ဘုရားသခင်အပေါ်မိခိုမှုကိုပြတာတွေလုပ်ရဖြစ်တဲ့လက်တွဲမှာတော့တဟာဆုတောင်းခြင်းအားဖြင့်နှုတ်ကပတ်တော်ကိုလေ့လာခြင်းအားဖြင့်အချင်းချင်းအားပေးခြင်းအားဖြင့်ဘုရားသခင်နဲ့ဆက်သွယ်ပြီးသူတန်ခိုးတော်ကိုရယူဖို့ကြိုးစားခြင်းပေါ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်ဆုံးပိုင်းတိုင်းကတော့သူတို့ရဲ့အသက်တာသူတို့ရဲ့ခန္ဓာရည်ရှိမှုသူတို့ရဲ့တစ္ဆာဆောင်တည်မှုတွေကတဆင့်သခင်ယေရှုခရစ်တော်ရဲ့ကောင်းမြတ်ခြင်းနဲ့တန်ခိုးတော်ဖုံးတင်ရှားဖို့ပါပဲ သူတို့ဒုက္ခကြားမှာခိုင်ခိုင်မာမာယက်တီတာကိုတခြားသူတွေမြင်တဲ့အခါဒါသူတို့ကြောင့်မဟုတ်ဘူးသူတို့ကိုယ်ရဲ့ဘုရားဖခင်ရဲ့တန်ခိုးတော်ကြောင့်ဖြစ်တယ်ဆိုတာထင်ရှားစေဖို့ပေါ့အရာအားရှိစရာရှုထောင့်ပါပဲကိုကြိုးစားမှုတသက်သက်ဘုရားတန်ခိုးကိုမိခိုးဖို့ဆိုတာကဘုရားတွေကိုယော့ဆဲနိုင်တယ်လို့ပဲနော်ကောင်းပါပြီဒီသုံးသက်ချက်မှာဖော်ပြချရက်လက်တွေ့ဘဝအတွက်စင်ကျင်စရာအဓိကအချက်တွေကိုပြန်စုစည်းကြည့်အောင်ဟုတ်ကဲ့နံပါတ်1က ဒုက္ခဆင်းရဲခြင်းကိုရှုမြင်ပုံ ပြောင်းလဲဖို့လိုအပ်တယ်။ဒါဟာပျက်စီးစေဖို့တသက်မဟုတ်ပဲဖျားသခင်ရဲ့နိုင်ငံတော်အတွက်တန်ဆင်ပေးပြီးခွန်အားဖြစ်စေနိုင်တယ်။စိတ်ရှည်တည်ခံခြင်းကနိုင်ငံတော်နဲ့ထိုက်တန်မှုကိုပြတယ်။မှန်ပါတယ်။နံပါတ်1ဖျားသခင်ရဲ့အနာဂတ်တရားစီရင်ခြင်းအပေါ်မျှော်လင့်ခြင်းကလက်ရှိအခြေအနေတွေကိုကြံ့ကြံ့ခံနိုင်ဖို့မျှော်လင့်ချက်နဲ့ခွန်အားပေးတယ်။မတရားမှုတွေအဆုံးမဖြေရှင်းခံရမယ်။သစ္စာရှိသူတွေစုချီးမြှင့်ခံရမယ်ဆိုတဲ့အသည့်ပေါ့။အင်းနံပါတ်2 ဒုက္ခကြားမှာကောင်းမှုဖြူဖို့ခံနိုင်ရရှိဖို့ကကိုယ်ခွန်အားနဲ့မလုံလောက်ဘူးဖျားသခင်တန်ဖိုးတော်ကိုတောင်းခံဖို့အားကိုးဖို့လိုတယ်ဟုတ်ပါတယ်ဒီအချက်တွေကိုနည်းနည်းပူပြီးနည်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 းထပ်ဆင့်ခြင်းကြည့်ရအောင်လေပထမအချက်ဒုက္ခဖို့ရှုမြင်ဘုံပြောင်းလဲခြင်းကတကယ်ကိုအရေးကြီးတယ်ဒါဟာဒုက္ခကိုကျူဆိုရမယ်လို့ဆိုလိုတာမဟုတ်ပေမဲ့ဒုက္ခကြုံလာတဲ့အခါဒါကိုအတီးပြင်မဲ့တဲ့အဖြစ်ဆိုလို့မမြင်မဲ့ ဖျားတခင်ကသူ့ရဲ့ရည်ရွယ်ချက်တွေအထွာအထုံးပြုနိုင်တဲ့ခိရာတစ်ခုယုံကြည်ခြင်းကိုစစ်ဆေးပြီးတန့်စင်ပေးတဲ့မီးဖို့တစ်ခုဝိညာဉ်ရေးရာကြံခိုင်မှုကိုတည်ဆောက်ပေးတဲ့လိချင်းခံတစ်ခုအဖြစ် ရှုမြင်တတ်ဖို့လိုအပ်တယ်။ဒီလိုရှုမြင်မှုကစိတ်ပဲ့ခြင်းအစားခန္ဓာအင်းကိုမွေးဖွားပေးနိုင်တာပေါ့။ဟုတ်ကဲ့ရှုမြင်ပုံကအရေးကြီးတာပေါ့။ဒုတိယအချက်အနာဂတ်တရားမြတ်မှုပေါ်မျှော်လင့်ခြင်းကလက်ရှိဘဝမှာ ုံတွေ့နေရတဲ့မတရားမှုတွေ၊နာကျင်မှုတွေကိုရင်ဆိုင်ရမှာဘလို့ခွန်အားဖြစ်စေတယ်လဲဆိုတာကလည်းအရေးကြီးတယ်။လောကမှာတရားမျှတမှုအပြည့်အဝမရနိုင်တဲ့အခါအရာအလုံးကိုအဆုံးစုံမှာတရားမျှတစွာစီရင်ပဲဖျားတခင်ရှိတယ်ဆိုတဲ့ယုံကြည်ချက်ကကြီးမားတဲ့မျှော်လင့်ချက်နဲ့စိတ်ရှင်မှုကိုပေးပါတယ် ်ဒါကလက်ရှိမှာလက်စားချေလို့စိတ်မကျေနပ်မှုတွေနဲ့ပူလောင်မနေစေပဲဖျားတခင်ရဲ့အချင်းကတရားစီရင်ခြင်းကိုစောင့်မျှော်ရင်ငြိမ်သက်ခြင်းနဲ့တစ္ဆာရှိရှိဆက်လက်ရည်တည်ဖို့အားပေးတယ်လေစိတ်သက်သာရရစေတာပေါ့နော်။အင်းဟုတ်ပါတယ်။ပြီးတော့တတိယအချက်ကတော့ခုနဆွေးနွေးခဲ့တဲ့ရှင်ပေါလုရဲ့ဆူတောင်းချက်ရဲ့အနစ်ချုပ်ပါပဲ။ဒါကကို့အစွမ်းအစပေါ့လွန်ကိစွာယုံကြည်မှုမထားဖို့တတိပေးချက်ဖြစ်တယ်လို့ဖျားသခင်ကအဆက်မပြတ်ဆက်သွယ်နေဖို့တိုက်တွန်းချက်လေးဖြစ်တယ်။ဟုတ်ကဲ့။ဒုက္ခတွေကြုံလာတဲ့အခါ ိုယ့်ရဲ့စိတ်တက်ခွန်အားကိုယ့်ရဲ့အစီအစဉ်တွေနဲ့ပဲရင်ဆိုင်ဖို့ကြိုးစားတာထက်ဆူတောင်းခြင်းအားဖြင့်ဖျားသခင်ရဲ့လမ်းညွှန်မှုနဲ့တန်ကိုယ်တော်ကိုတောင်းခံဖို့လိုအပ်ကြောင်းသင်ခန်းစာပေးတဲ့ဖျားသခင်ရဲ့တန်ကိုယ်တော်အားဖြင့်သာခက်ခဲတဲ့အခြေအနေတွေကြားထဲမှာခရစ်တော်ရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်မှာဖြစ်တယ်လို့ရှင်ပေါလုကယူကြည်တယ်။ဒါကြောင့်အဆူတောင်းခြင်းနဲ့ဖျားသခင်ပေါ်မိခိုခြင်းဟာခရစ်တော်အသက်ကြာမှာအထူးသဖြင့်ဒုက္ခဆင်းရဲခြင်းကိုကျော်လွှားရမှာအခြေခံကြားတဲ့အရာတွေဖြစ်နေတာပေါ့။ ကယန်းကိုရှင်းလင်းပြီးလက်တွေ့ကြတဲ့တုံးသက်ချက်တွေပါပဲဒီနေ့တတလွန်နဲ့ဩဝါဒစာဒုတိယဆောင် အခန်းကြီးတစ်ကိုစမ်းစစ်ခဲ့ရမှာအဓိကတွေ့ရှိခဲ့တဲ့အချက်တွေကိုပြန်ချုပ်ရရင်ရှင်းပေါလုကဒုက္ခဆင်းရဲခြင်းကြားကခံနိုင်ရအတက်တတလွန်နဲ့ယုံကြည်သူတွေကိုချီးမွမ်းခဲ့တယ်ဟုတ်ကဲ့ဒုက္ခဆင်းရဲခြင်းဟာယုံကြည်ခြင်းကိုတန်ဆင်စေပြီး နိုင်ငံတော်အတက်ထိုက်တန်မှုကိုပြင်ဆင်ပေးနိုင်ကြောင်ဖော်ပြခဲ့တယ် အနာဂတ်မှာအာရုံကိုတရားမြတ်စွာစီရင်မဲ့ဘုရားသခင်ရဲ့ဖြောင့်မတော်တရားစီရင်ခြင်းဆိုင်ရာဂရုတော်ကလက်ရှိမှာမျောလင့်ချက်နဲ့နှစ်သိမ့်မှုပေးနိုင်ကြောင်းတွေ့ခဲ့ရတယ်။အင်း။နောက်ဆုံးအနေနဲ့စံတမှုတွေကြားထဲမှာတော့မိမိခွန်အားနဲ့မဟုတ်ပဲဖျားတခင်တကောတော်ကိုအားကိုးခြင်းအပြင်သာထိုက်တန်စွာအသက်ရှင်ပြီးခရစ်တော်ကိုဖုံးချင်ရှာစေနိုင်ကြောင်းရှင်ပေါလုရဲ့ဆုတောင်းချက်ကနေတင်ယူခဲ့ကြပါတယ်။ ဟုတ်ပါရဲ့ဒီဆွေးနွေးမှုကို အဆုံးမသက်ခင်မှာစဉ်းစားစရာအတွေ့တစ်ခုချန်ထားခဲ့ခြင်းပါတယ်ဒီနေ့လေလာခဲ့တဲ့တတလုံးနေဩဝါရာစာဒုတိယဆောင် အခန်းကြီး7မှာပါတဲ့ရှုမြင်ပုံတွေကိုအလေးနဲ့ထားဆင်ခြင်ကြည့်တဲ့အခါလီအထူးသဖြင့်အနာဂတ်မှာဖြစ်လာမယ့်ဖျားသခင်ရဲ့တရားစီရင်ခြင်းအပေါ်မျှော်လင့်ခြင်းနဲ့လက်ရှိဒုက္ခဆင်းရဲခြင်းနောက်ခွဲမှာဖျားသခင်ရဲ့ရည်ရွယ်ချက်နိုင်ငံတော်အတွက်ထိုက်တန်စေခြင်း တန့်စင်ချင်းရှိနိုင်တယ်ဆိုတဲ့အမြင်ကိုလက်ခံကျင့်သုံးခြင်းအပြင်ပေါ့ကျွန်တော်လက်ရှိကြုံတွေ့နေရတဲ့ကိုယ်ပိုင်အခက်အခဲတွေစိန်ခေါ်မှုတွေဒါမှမဟုတ်ပဝင်းချင်းမှာမြင်တွေ့နေရတဲ့မတရားမှုတွေကိုရင်ဆိုင်ကြော်လွှားရမှာဘလို့အတွေးခေါ်ခံယူချက်ဒါမှမဟုတ်တုံ့ပြန်မှုဆိုင်ရာအပြောင်းလဲတွေဖြစ်လာနိုင်မလဲဒီမျိုးကုန်းလေးကိုကိုစီဆက်လက်စဉ်းစားဆင်ခြင်ကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့အချိန်ပြည့်ပြီးနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်